လေသိချင်လို့ညှိပေးတာဖြစ်ကောင်းဖြစ်လိမ့်မယ်ကျွန်တော်ဘက်ကတော့အေးစစ်စစ်ပဲကျွန်တော်ကယောက်ျားလေးတိုင်းပြည်ပြည်ချင်းနိုင်ငံချင်းစိတ်တဲ့လူကျွန်တော်ကနှလုံးလာတယ်သဘောထားကြီးတယ်ကျွန်တော်ကကောက်ချစ်တဲ့ကောင်ရုပ်မာတဲ့ကောင်အောက်တန်းသားကောင်မဟုတ်ဘူးဒီနေ့ကိုခေဘုံကဒီမှာ3နာရီနဲ့26မိနစ်မှာ င်္ဂလာမှာ daily portion မှာကျဆွဲပါခင်ဗျာဒီစနေအောင်ဆိုရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်းဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ဘုံစိမ်ဘုံစိမ်ဆိုတော့ကျွန်တော်ကရဲစခန်းဘုံကိုပဲစောင့်တာအော်တော်ရီရဲစခန်းကလည်းကျွန်တော်တခါလဲပြောပြီးတာကျွန်တော်ဖုံးမကင်ဖြစ်ခဲ့ရင်ကိုစော်ဘုံကျွန်တော်တို့ကတောင်တကုံရဲစခန်းကအမှုစစ်ဘဒူပါစခန်းမှုဘဒူပါကျွန်တော်တို့ဖုံးပြန်ဆက်ပေးပါ ကျွန်တော်အဲ့တခုံးပဲကျွန်တော်ပြောမယ်နော်အဲ့တော့ကျွန်တော်ကသူ့ကိုတောင်းပန်ဖို့သတင်းစာရှင်းလင်းပွဲလုပ်ဖို့တဲ့ကျွန်တော်ဒီကိစ္စက မနေ့တည်းကကျွန်တော်ကမပြောချင်တာကကိုခေဘုံကဆိုတဲ့လူကိုကျွန်တော်မမြင်လည်းမမြင်ဘူးသလိုတီလည်းမတီဘူးဒါပေမဲ့သူ့ကိုကျွန်တော်ခြံပေးလိုက်တာမကောင်းပါဘူးကွာလို့ဟိုမိမတယောက်နဲ့ပြောရပါညာဆိုတော့ဒါပေမဲ့ကျွန်တော် တရင်သာရှင်းလင်းပွဲလုပ်ပြီးမှသူ့ကိုတောင်းပန်มาမယ်လို့ဟမ်ကျွန်တော်ကကျွန်တော်ရုပ်ရည်နဲ့ကျွန်တော်အနေထားနဲ့ကဟမ်ဒီလိုအမျိုးသမီးမျိုးကိုဆူတောင်းကောင်းစေဘဝဆူတောင်းစောဘုံရေးဘဝမှာမှန်တယ်ဒီကောင်းကြီးကိုဒူးနဲ့တတ်တိုင်းမယ်ကောင်းကိုခေဘုံကဆိုတာကျွန်တော်ဒီနေ့ဒီမမြင်ဘူးသူကိုယ်တိုင်ဘုံဆက်လာပြီးတော့မှ ကျွန်တော်တို့ကအဆင်ပြေစေလို့ပါဟိုဘက်တစ်ဖက်ရက်ကိုကဒီလိုပါကျွန်တော်မမိုးမိုးခိုင်နဲ့ဖုံးပြောပြီးမှကိုစော်ဘုန်းကြီးကိုဖုံးဆက်တာပါကိုစော်ဘုန်းကြီးစိတ်ရင်းအမှန်ဘလို့လဲဆိုတာတိအောင်လို့ကျွန်တော်ပြောပြလိုက်တယ်ကျွန်တော်အခုအတန်ပိုင်းဖွင့်ပြမယ်နော်ကျွန်တော်ဒီနေ့နောက်ဆုံးပဲဒီမိမနဲ့ပတ်သက်ရင်ဘယ်တော့မှကျွန်တော်မဖြေရှင်းဘူးကြိုက်တဲ့နေရာမှာကြိုက်တဲ့နေရာမှာတွေ့ရင်ဆိုင်မယ်ကျွန်တော်ကအဲ့တော့ကိုခေဘုန်းကသူ့ဘာသူကျွန်တော်ကိုလာဆက်တာတော့မှ ကျွန်တော်ကကိုခေဘုံကအကူညီတောင်းနေဆိုရင်ကိုခေဘုံကမတည်သေးဘူးကိုခေဘုံကအကိုတကယ်လို့မိုးမိုးခိုင်နဲ့စော်ဖုံးရင်းနဲ့ရှားမှာအကိုရှားဝင်အကိုကအကိုလာပြီးတော့ဆက်သွယ်လာတယ်အဲ့ဒီရဲ့ရှားမှာဘဒူကဘလို့စိတ်နေစိတ်သားမျိုးရှိတယ်ဆိုတာကိုတော့အကိုယောက်ျားတယောက်အနေနဲ့နိုင်ငံနဲ့လူမျိုးချစ်တဲ့ခေဘုံကဖြစ်ရင်အကို ရုပ်ပြเสียမလို့ပါဘူးအတန်နဲ့ထွက်ပြောတဲ့ဖိုင်လေးတော့တရားဝင်လိုချင်ပါတယ်အခုเนาะအခုအခုကိုကိုဒီနေ့လဲကျွန်တော်ဖုန်းဆက်လာတယ်ဒီမှာအတန်ပါရှိတယ်เนาะကျွန်တော်နေခင်းကတင်လိုက်တဲ့ချိန်မှာကိုကေဘုံကဗျာမကောင်းဘူးလို့ကျွန်တော်ဖုန်းဆက်လာတော့ဆက်လာပြီကျွန်တော်ဆက်တဲ့ချိန်မှာပြောတယ်ဆိုရင်ရတယ်ချင်းတယ်ကျွန်တော်ပြောတယ်လိုင်းပေါ်မှာတရားဝင်တင်ပြီးမှပဲကျွန်တော်ပြင်ဦးလင်ကိုလာခဲ့ပါကျွန်တော်တွေ့ပေးပါမယ်ပြင်ဦးလင်မှာတွေ့မယ် ပြည်ဦးလေးမှာပြောပေးမယ်ကိုမောင်ဓမ္မတွေတရားဝင်ပိတ်သိမ်းပြီးမှပဲကျွန်တော်ကိုဆက်သွယ်ပါเนาะကျွန်တော်တခုပြောလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ကပဲမသိရင်တရင်သာရှင်းလင်းပွဲနဲ့သူ့ကိုတောင်းပန်မယ်လို့လို့ဘာလို့လို့အဲ့သူကတရင်သာရှင်းလင်းပွဲနဲ့တောင်းပန်မယ်ဆိုပြီးတော့မှဟမ် Facebook ပေါ်မှာတက်ရေးတာကျွန်တော်တရင်သာရှင်းလင်းပွဲမှာတောင်းပန်ဆိုတဲ့စောက်တန်ပါလာခေပုံးကားကိုကျွန်တော်ပြောတဲ့နေရာမှာ เนาะကျွန်တော်ခေဘုံကတော့မသိဘူးဒီနေ့ခေဘုံကပြန်ပြီးတော့ဘုံဆက်လာတယ်ထပ်ပြောပြမယ်ခင်ဗျားတို့တိဝအောင်လို့တိဝအောင်လို့ကျွန်တော်ရဲ့လူတွေဒါဒီနေ့ဆက်လာနော်ဒီနေ့ကိုခေဘုံကကျွန်တော်ကိုဆက်လာလား तू ဟာသူ့ဘာသူကြားရရနေဟိုဘက်ဒီဘက်ကို तू ကတော့ပြေလေစေခြင်းလို့ကိုခေဘုံကဆိုတဲ့လူကိုကျွန်တော်သိလဲမသိဘူးမြင်လဲမမြင်ဘူးမနေ့ကမနေ့ကကိုခေဘုံကဖုံးဆက်လာတယ်ကိုဇော်ဘုံရင်ကျွန်တော်ကမမှုမှုခိုင်နဲ့စကားပြောပြီးသွားပြီအဲ့ဒါဖြစ်တဲ့အတွက်ကိုဇော်ဘုံရဲ့စိတ်နေစိတ်ထားကိုသိကျင်လို့ဆိုတော့ ကျွန်တော်ပြောပြလိုက်တယ်ကျွန်တော်ပြောတာကကျွန်တော်အမှုပိတ်ပြီးမှပြင်ဦးလွင်မှာလာတောင်းမှန်လာစကားပြောပါလို့ကျွန်တော်ပြောလိုက်တာနော်ကျွန်တော်ဒါအခုမှဖွင့်ပြောတာအခုမှဖွင့်ပြောတာကိုခေကုန်းကကိုလည်းဘုံလည်းမသိဘူးလူလည်းမသိဘူးကျွန်တော်ဘွားမှာမြန်မာနိုင်ငံမှာကျွန်တော်အမှန်တိုင်းပြောလိုက်မယ်ကြော်မျိုးမင်းကြော်စိုးဦး သတင်းသမားသတင်းမီဒီယာမှာအခုနောက်ပိုင်းတိုးလာတဲ့ကျော်မျိုးမင်းကျော်စိုးဦးနောင်တော်လေး prime media နောက် sniper စုသတင်းမီဒီယာမှာအရက်ဒီစပီကာမှာမဘူတုပေါ့ကိုတော်နောက်တော့ဟိုအောင်စပင်ရှင်နဲ့ကောင်တယောက်ရှိတယ်ကျွန်တော်ရိုင်းတာမဟုတ်ဘူးကျွန်တော်လည်းမသိဘူးသူ့သူ့နာမည်လည်းကျွန်တော်သိကိုမသိလို့စပင်ရှင်ရှင်ကြီးနဲ့ဟိုနေတဲ့တယောက်စပီကာမှာเนาะကျွန်တော်ပြောတယ် မဘုဒ္ဓူပေါ့ကိုတော့အဲ့သဘင်ရှင်နဲ့ညီလေးလားအကိုလားကျွန်တော်လည်းမသိဘူးလားကျွန်တော်အဲ့ရှင်နဲ့ကောင်လို့ပြောတာနော်နောက်တယောက်ကဟိုဟာပိုင်ရဲကိုပြီးရင်ဟောဗာလဲမဟာပညာကျော်လားဟိုရွှေရင်စီရဲ့အကိုလားမောင်းလားနော်နောက်တခုနောက်ပိုင်းတက်လာတဲ့လူငယ်တယောက်ရှိတယ်ရခိုင်တိုင်းရင်းသားတယောက်နဲ့နောက်တယောက်ရှိသေးတယ်ကောင်လေးငယ်လေးပဲရှိသေးတယ်ကျွန်တော်သူတို့ကိုပဲသိတာ နော်ကိုကေဘုံကဆိုတဲ့လူကကျွန်တော်ကိုလာဆက်တာမမိုးမိုးခိုင်းနဲ့ဖုံးဆက်ပြီးပါပြီဆိုပြီးတော့မှကိုဘုံဘက်ကဆက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်အကိုတို့အဲ့ဒီမိုးမိုးခိုင်းကိုပြောလိုက်အမှုပိတ်ပြီးမှပြင်ဦးလုံကိုပဲလာခဲ့လိုက်ရတယ်ကျွန်တော်လက်ခံတွေ့ဆုံပြီးတော့စကားပြောပေးမယ်လို့ဒီနေ့ဒီစကားပြောတာကျွန်တော်ကျွန်တော်မပြောခဲ့ဘူးနော်အဲ့မိမကဂုံစာပြီးတော့မှကျွန်တော်က သူ့ကိုတရင်းသာရှင်းလင်းပွဲနဲ့တောင်းပန်ပါမယ်ဆိုတော့ဟမ်အနေရဘယ်နေသားလဲတချို့အရာတွေကိုဖွက်ထားတာလက်သေးလို့ကြောင်းလက်သေးလို့ဖွက်ထားတာစော်ဘုံရပွင့်လင်းအရန်ပွင့်လင်းပြီးတော့မှဖွက်ထားပြီးဆိုရင်ဘာလို့မှမသိအောင်ဖွက်ထားတဲ့အရာတွေအများကြီးအဲ့ဒါနဲ့သူဂုံထက်တက်စာပလိုက်တယ်ကျွန်တော်ပြောပြမယ်လိုင်းပေါ်မှာတဲကောက तू ကရှုံးနေပြီ သူ့ရဲ့အောက်မှာသူတင်တဲ့ပို့စဲမန်းအောက်တွေထဲမှာကဇော်ဘုံအင်းကတိုင်းပြည်ဒီမြန်မာတိုင်းနိုင်ငံလုံးရဲ့အနေအထားအရမှာဇော်ဘုံအင်းကိုဘယ်လောက်ထိဝင်းရံမလဲဆိုတဲ့တိုင်းသူပြည်သားအများကြီးရှိတာเนาะအများကြီးရှိတာကျွန်တော်တန်တဲ့အရာတွေမပြောဘူးဒီ66ကာကြီးသူဆွဲထားတဲ့ဥစ္စာလားကျွန်တော်ကတစ်တော့မှာလာမှန်းလို့မိုးမိုးကိုင်းဆိုတာဘယ်ရဖားတယ်မှာလဲလို့ပြောမေးလိုက်တာ အဲ့တခုပဲကျွန်တော်မှာအပြစ်ရှိတယ်။သူကျွန်တော်အရင်စပြီးတော့စတာ။အောက်တန်းစားထမိန်ကျိုးအလူခံပြီးတော့မှခွက်ခေါက်တယ်ပါညာသူရင်စားတဲ့ post တွေအကုန်လုံးဒီမှာရှော့တွက်နေဟုတ်လား။ ီဥစ္စာမင်းသားကြီးရဲ့စစ်ဒီဥစ္စာကမမှုခံရဲ့အလုံးအဆအဆအကုန်ပါမယ်ရှင်းနေနော်လူဆိုတာမချင်းချောက်ဘူးတရားဆွဲတာတွေမဆွဲတာတွေလိုင်းပေါ်မှာတက်မပြောဘူးတခါတည်းမိုးချိုးပြစ်မှာဟုတ်ပြီလားတိထားဖို့ပြောတာတောင်းပန်တယ်ဆိုတဲ့စကားစော်ဘုံရင်ပါဇက်ကနေလေ ထွက်ရင်ကိုကိုကိုတတ်သိပလိုက်မယ်လူတွေလာပြီးတော့ဂျားဝင်ပြန်ပြေတော့ကိုကဩအကောင်းဖြစ်ဖို့အတွက်ကိုသွားလာပါဆိုပြီးတော့မှအကောင်းဆုံးပြောပေးလိုက်တာနော်ကိုခေဘုံကအကိုယောက်ျားဆိုရင်ထွက်ပြောလိုက်တင်ပေးလိုက်ပါအကိုမမိုးခိုင်ကိုသွားပြောတဲ့ဇကားကိုမမိုးခိုင်ပါပြောလေစော်ဘုံကြီးကိုလာကြီးတဲ့အချိန်မှာစော်ဘုံကြီးကတိုင်းပြည်ကြီးတိုင်းကြီးဖြစ်တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ် လူမျိုးချစ်တဲ့စိတ်နဲ့ဘာပြောလဲဆိုတာအကိုကိုတိုင်းတည်တယ်အကိုယောက်ျားပီတာဖို့လိုတယ်နော်အဲ့တော့ကျွန်တော်ဒီဒီမိုးမိုးခိုင်ဆိုတာမင်းသားကြီးဆိုတာဟိုးအရင်တော့ကတို့လှုပ်ခဲ့တဲ့တမတော်နေဘာပွဲညာပွဲတွေဘာပွဲတွေကျွန်တော်တည်လဲမတည်ဘူးကျွန်တော်တို့ကိုလည်းမတိုက်ခိုက်ဘူး ရှင်းရှင်းလေးနော်ဘုံဘိုးကိုင်ကိုလည်းမသိဘူးမင်းသားကိုလည်းမသိဘူးတိုက်လည်းမတိုက်ခိုက်ဘူးတိလည်းမတိုက်ခိုက်ဘူးမတိလည်းမတိုက်ခိုက်ဘူးဒါသူတို့လုံနိုင်တဲ့အလုပ်သူတို့လုပ်ခဲ့တာကျွန်တော်အခုတောင်မှတမတော်ကိုကျွန်တော် MDY PDF ပါတို့တရင်ပေးပါတယ်လို့အလူခံပါတယ်လို့ခွက်ခောက်ပါတယ်ကျွန်တော်အလူခံတဲ့ပို့စကူရှိလားပြကြည့်လိုက်ကျွန်တော်တက်မတော်ကနေပြီးတော့မှကျွန်တော်ရဲ့ ကျွန်တော်ရဲ့တတ်တရားတက်မလို့သားပဲထွက်မှာမှတ်ထားအ ਨੇ ဆုံးဘုံမှုအစင်လောက်ထွက်မှာကိုယ်တော်ဘုန်းကြီးဆိုတဲ့လူကဒီလိုလူမဟုတ်ဘူးလားစစ်တပ်ကပဲထွက်မှာတတ်တိရှင်းလားအမှုတစ်ခုဖြစ်လာခဲ့ရင်တော့မနော်ဇော်ဘုန်းကြီးကို MD1 PDF တို့ပါလို့အဲ့တော့အဲ့ဒီနေ့ကမင်းသားကြီးကရန်ကုန်ကိုရောက်နေတာ